ိကမာကြီးတော့ခိုင်နေဝင်ဒီဒီဖြစ်ပါလေဝမ်းသာပါလေခုံယူပါလေဒီသမီးနော်နောက်ကနေပြီးတော့ယောဒန်စီတန်း အခုလိုအောင်စီအောင်မောင်းနေနဲ့လောက်တော့ရေထဲမှာတော်တော်လေးကိုပြည်ပြီးဖြစ်မှာပါလို့ရှင်။ ူရဲ့ကလေးပေါ်မှာထားတဲ့စေတနာလေးဒီသာသနာနဲ့ကလေးတွေလည်းဟိုပါဘောအလူပြုရဲဆိုတာမဆက်တော့ပါဘောအဖြစ်ရပါဘောနော်အဲကျွန်တော်ရဲ့အားထက်ဟိုသူ့ရဲ့စေတနာဘောနော်စေတနာကြောင့်အလူရှင်လေးလည်းအများကြီးရှိမှာပါဘာဖြစ်လို့ကလေးတွေရဲ့ကုသိုလ်ကံဘောနော်အားလုံးကပေါင်းဆက်ထားတာလေအဟိုအခုလိုမျိုးအလူပဲအများကြီးလုပ်နေတဲ့အတွက်ဟိုခိုင်းနေဝင်လို့လည်းချီချူတယ်သူ့ရဲ့စိတ်ကလေးဘောနော် ဖြူစင်တဲ့စိတ်ကလေးကလေးကိုမထားတဲ့စေတနာလေးအားလုံးကတော့တော်တော်လိုမလုပ်နိုင်ဘူးလေအာ ဟုတ်သူကစေတနာအရင်ကောင်းလဲခလေးလေးကိုတကယ်မိဘမဲ့လို့မထားဘူးကိုသားသမီးလို့သူထားလာလေစေတနာအရင်ခလေးပေါ်မှာအဲထားတဲ့ဟိုပါပေါ့သူ့ရဲ့စိတ်ကလေးပေါ့နော် းပါမဲ့ကလေးတွေကိုမွေးစားထားပြီးတော့အခုလိုတိတိယောက်ယောက်နဲ့ရှင်ပြုတ်ပေးတယ်နတ်တာပေးတယ်အဲ့လိုလှုပ်တာလှုပ်လိုက်ရတာတွေ့ဝင်းတာခုံယူပါတယ်ပြီးတော့နောက်ကနေပြီးတော့ယောသံစီသံအခုလိုအောင်စီအောင်မောင်းနေနဲ့လှုပ်တော့ရေထဲမှာကိုတော်တော်လေးကိုပြည်ပြီးဖြစ်မှာပါလိမ့်ရှင်ဒီနေ့တော့ကာလာလူဒါကြီးကမာကြီးတော့ခိုင်နေဦးဝေး ရမ်းဝမ်းသာပါတယ်မမအမတော်ပေါ့လေမအစကလေးကသူကအရန်လုံဆောင်နိုင်တာကလေးတွေအတွက်လည်းအရန်ဦးစားပေးတယ်အရန်လည်းသူ့အတွက်ကိုဂုဏ်ယူတယ်အရန်လည်းဝမ်းသာပါရောက်ဆိုတော့ဒီနေရာမှာနေပြီးတော့စာနာကြည့်ပါတယ်သူ့အတွက်လည်းအများကြီးကိုယူပါတယ်เนาะ အမကကလေးတွေကိုဘာကြောင့်ကိုချင်းစာတက်တာလဲဆိုတော့အမကလည်းဘာဖြစ်ဖြစ်အမကလည်းဒါအမအဖေမရှိဘူးပေါ့နော်ငငယ်တွေကဒီခံစားချက်ကကြတော့ဒါကိုယ်တိုင်ခံစားမှုမှာပဲသိမှာလေ အဲဆိုတဲ့အခါကျတော့ကိုကဘယ်လိုပဲပြည့်ပြည့်စုံစုံနဲ့ကြီးပင်ကြီးပင်အမဆိုလို့ရှိရင်အတော်ရီမိနေချာမှာအဲမေတ္တာဆိုလဲအများကြီးရတယ်ဟဟလားအကုန်လုံးကနှွေထွေးမှုတွေရှိတယ်ဒါပေမဲ့ကလေးတွေရဲ့စိတ်တွေကစေကြောတဲ့အရွယ်ဆိုရင်ကိုကကိုထရမှာရတာเนาะအဲဒါငါ့မှာအဖေမရှိဘူးဆိုတဲ့ဟာကကိုကကိုတိမ်နေတာဒါကလေးတိုင်းဖြစ်မဲ့စိတ်မျိုးပေါ့တော့ဒီကလေးတွေဆိုရင်စုပြေကန်ကလေးတွေပါတယ်မိဘအဲနှစ်ပါးလုံးမရှိတော့တဲ့ကလေးတွေပါတဲ့အခါမှာသူတို့စိတ်ထဲမှာအမတို့အခုလိုခံစားရတာတဲ့အစတရာလောက်သူတို့ခံစားနိုင်တယ်အဲ့ဒီတော့ကြောင့်အမကကိုချင်းစာတဲ့စိတ်နဲ့ အမဒီကလေးတွေကိုမွေးဖို့ဆိုပြီးတော့အမဆုံးဖြတ်ပြီးတော့ဒါပေမဲ့မမွေးခင်မှာလည်းတော်တော်လေးစဉ်းစားမွေးနိုင်လားစိတ်ဆက်လုံနိုင်မှာဘယ်လောက်ထိတောင်းဝင်ယူနိုင်မှာလဲဆိုတော့မိကုန်းနေအများကြီးကိုအမဆုံးဖြတ်ချက်တစိချင်းချပြီးတော့အမအမဒီကလေးတွေကိုပြုစုပြောထောင်နေဒီကိဟာကိုစပြီးဖွင့်ခဲ့တာပေါ့နော်အဲ့လိုဖွင့်ပြီးတဲ့နောက်ပိုင်းမှာအမကလေးတွေကိုအမအသက်ရှင်နေတဲ့ ်အမကတော့အစွမ်းကုန်လူတန်းစီအနေနဲ့အောင်အမစူးစမ်းမယ်ပြုစုပြုထောင်မယ်ဟုတ်ဘာဖြစ်ဖြစ်အခုလိုကလေးတွေကိုတာနာပြုပေးနိုင်တယ်ဆိုတာပြီးကလေးတွေကိုချစ်တဲ့ပြည့်တတ်တွေရှိလို့လဲလုပ်ပေးနိုင်တာပေါ့နော်ကလေးတွေကိုလည်းမချစ်မချစ်တဲ့သူကိုယ့်ကိုလည်းမချစ်တဲ့သူဆိုလို့ရှိရင်ကိုယ်လည်းဒီလောက်ထိအရာပဲရောက်မလဲဘယ်လောက်ပဲစူးစမ်းဆိုတာအဲ့ဒီအတွက်ကြောင့်မလို့တာနာပြုဖို့အတွက်ကလေးတွေကိုအခုလိုမျိုးလုပ်ပေးဖို့အတွက်အဲချစ်ပေးကြတဲ့ပြည်သူတွေပြည့်တတ်တွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်